ထိုင်းဝင်ကြီးချုပ်ဟောင်းတက်စင်ဟာ2023ခုနှစ်ကရဲတပ်ဖွဲ့အထူးဒီစည်းရုံးရဲ့ဆက်လေးလွာမှာနေထိုင်ခဲ့ခြင်းကအမှန်တကယ်ဖျားနာခဲ့တာရှိမရှိကိုတိုက်ရိုက်စုံစမ်းစစ်ဆေးဖို့တရားရုံးချုပ်ရဲ့ပြစ်မှုဆိုင်ရာဌာနကသဘောတူခဲ့တယ်လို့တနင်္ဆေကဖော်ပြခဲ့ပါတယ်။တက်စင်ဟာထိုင်းနိုင်ငံကိုပြန်လည်ရောက်ရှိခဲ့ခြင်းကပြစ်မှုဆိုင်ရာဆွေးချက်တီနဲ့ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးမယ်။အကျဉ်းထောင်မှာတရားမှမနေခဲ့ရပဲအဲ့ဒီစည်းရုံးမှာသာနေထိုင်ခဲ့တာဖြစ်ပါတယ်။တရားရုံးချုပ်ကတော့တက်စင်နဲ့အတူဘန်ကောက်ရမန်အကျဉ်းထောင်ကြီးကအကျဉ်းဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ရဲတပ်ဖွဲ့အထူးဒီစည်းရုံးရဲ့စစ်ဘက်ဆိုင်ရာအရာရှိချုပ်တို့ကိုတရားရုံး ်းရဲ့ notice စာလက်ခံရရှိပြီးရပ်ပေါင်း30အတွင်းသက်ဆိုင်ရာအထောက်အထားတွေအားလုံးတင်သွင်းဖို့အမိန့်ပေးခဲ့ပါတယ်။တဆင်ရဲ့အမှုနဲ့ပတ်သက်ပြီးဂျွန်လ13ရက်မှာကြားနာစစ်ဆေးမှုပြုလုပ်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအမှုကထိုင်းနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကိုတိတိတတ်တာရှုပ်ထွေးစေခဲ့ပြီးကနအူးထွက်ပေါ်ခဲ့တဲ့ကောလာဟာလာတွေအရာတဆင်ရသူ့ရဲ့တမိဖြစ်တဲ့ လက်ရှိဝင်ကြီးချုပ်ပေတုံတန်ကိုအစိုးရအဖွဲ့ပြုပြင်ဖွဲ့စည်းဖို့အမိန့်ပေးခဲ့တယ်လို့ပြောပါတယ်။အဲဒါကြောင့်သစင်ကအစိုးရအဖွဲ့ကိုနောက်ွယ်ကကြိုးကင်ပြီးအဓိကဝင်ကြီးဌာနရာထူးနေရာတွေအတွက်လူသိမခန့်တဲ့သဘောတူညီချက်တွေပြုလုပ်ခဲ့ပွဲရှိတယ်ဆိုတဲ့စိုးရိမ်မှုတွေထွက်ပေါ်စေခဲ့ပါတယ်။အဲဒီလိုဝင်ကြီးဌာနနေရာတွေအပြောင်းလဲပြုလုပ်တာကြောင့်အရင်ညွန်ပေါင်းအဖွဲ့တွေမှပါဝင်တဲ့ပုံချန်တိုင်းပါတီနဲ့သဘောထားကွဲလဲတဲ့အခြေအနေကိုရောက်ရှိစေခဲ့တယ်လို့လည်းယူဆခံခဲ့ရပါတယ်။ဘလို့ပဲဖြစ်ဖြစ်သစင်ကအချင်းထောင်ထဲမှာမနေဘဲစေယုံမှာနေခဲ့တာဟာသူ့အတွက်နိုင်ငံရေးအရာထိုးစစ်နေရာမှာမရှိစေခဲ့ပဲခန်းစစ်နေရာကို ရရှိစေခဲ့တယ်လို့လည်းကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ပါတယ်။တရှိမှာတရားရုံးရဲ့နောက်ထပ်လှုပ်ရှားမှုတွေကိုသက်စင်ကိုထောက်ခံသူတွေသာမကဝေဖန်သူတွေကပါအနီးကပ်လေးလာစောင့်ကြည့်နေကြတယ်လို့သတင်းမှာဖော်ပြခဲ့ပါတယ်။